ဖြစ်စီခိုးတဲ့အနေကြီးကိုဝေဖန်ကြတာမခံနိုင်လို့ခင်ဗျားတို့စင်ရေးဘူးလားလို့ပြန်မေးလိုက်တဲ့လိုင်သားရကိုကြီးအားလုံးမင်္ဂလာပါရှင်ဆယ်ဒီတန်ယူပေးကနေပြန်လေကကြိုဆိုလိုက်ပါရယ်လိုင်သားရကိုကြီးဒီနေ့ဒီတော်တွေမှာစင်မပြေတဲ့သူတွေကိုကုညီရင်းနဲ့အရင်ငါတဲ့လူတွေများလာခဲ့တော့ဂျာပါဘောကဦးလေးကြီးကိုမရရအောင်သွားခဲ့ခဲ့လို့လိုင်သားရကိုကြီးကိုအားပေးတဲ့သူတွေများလာပါတော့တယ်တစုံတရာဒုက္ခရောက်ရင်လိုင်သားရကိုကြီးကအရင်ဆုံးရှိရနေသွားကုညီတတ်ပါရယ် ။လွန်ခဲ့တဲ့ရက်ပိုင်းကလည်းနိုင်တရာကိုကြီးဟာပစ္စည်းခိုးခဲ့တဲ့မြို့သမီးကိုနိုင်တရာကိုကြီးဟာရှေ့ဆုံးကနေသွားလိုလိုက်ပါရီ။ပစ္စည်းခိုးတဲ့မြို့သမီးရဲ့နောက်ကျောင်းကိုလိုက်ကြည့်တဲ့အခါသူဟာဒီလောက်ကိုလောလာခဲ့တာနှိစီနေပြီဖြစ်ပြီးအစဲမပြေလို့လှုပ်တာမဟုတ်ကြောင်းသိသွားခဲ့ကြပါရီ။ဒီမြို့သမီးရဲ့နာမည်ကတော့ရခိုင်မလို့ခေါ်ပြီးချားကလေးတွေကိုထိန်းပေးမယ်ဆိုပြီးခေါ်သွားကြပါရီ။ကလေးကိုချီးပြီးတဲ့နောက်မှာရွှေပြည်သားကနေလိုက်တရားထီသွားပြီးပစ္စည်းကိုတဲ့အလုပ်ကိုလုပ်ပါရီ မကြခဏခိုးတဲ့သူဖြစ်နေလို့တကူအားပြီးမလုပ်တင်ကြောင်းလိုက်တရားကိုကြီးကိုပြောကြပါရီ။ဒါပေမဲ့လိုက်တရားကိုကြီးကတော့တော်ရခိုင်မှာကိုတော်ကိုနားလည်ပေးပြီးသူသာဆိုရင်လည်းစိတ်မပြေရင်လည်းခိုးစားလူစားမယ်၊ကုန်တန်းစားမယ်ဆိုတဲ့စကားကိုပြောမိသွားခဲ့ပါရီ။လိုက်တရားကိုကြီးလို့ရွေရပြီးသားကျမ်းမာရေးကောင်းတဲ့မျိုးသားတယောက်တောင်ခက်ခဲလာရင်ခိုးစားမယ်လူစားမယ်၊ကုန်တန်းစားမယ်ဆိုပြီးပြောတဲ့စကားကြောင့်ပဲသူရဲ့ပရိုက်တာလုပ်ငန်းတွေလည်းတန်တရားဝန်ခံနေရပါရီ။ အဆင်မပြေလာတဲ့အချိန်မှာအကုန်ထမ်းမယ်ဆိုတာကတော့ယူသားတဲ့လုပ်ဖြစ်ပေမဲ့ခိုးစားမယ်လို့စားမယ်ဆိုတာကတော့ writer လုပ်နေသူတွေအတွက်တော့မပြောသင့်တဲ့ဇာတ်ကားတစ်ခုဖြစ်နေကြပါရဲ့။အဲဒါရောက်ကိုကြီးအားပစ္စည်းကိုတဲ့ NDG ကအဆင်မပြေလို့ခေါ်ရတာကိုပြင်မြင်မယ်။သူသားဆိုရင်လည်းအဆင်မပြေရင်ခုံးမိပါပဲဆိုပြီးတော့နားလည်ပေးနိုင်သူဖြစ်နေပါရဲ့။ဒီလိုစိတ်ထားရှိသူက writer လုပ်တွေကိုလောက်ကိုင်းနေပြီးယုံကြည်ရမှာမလားလို့တန်တရားဝင်လာကြပါရဲ့။ချားရီမကားသေးပဲနဲ့သူ့ကိုတခိုးအားပေးလို့ပြောတဲ့သူတွေကိုလည်းခင်ဗျားတို့စင်ရဘူးလားဆိုပြီးတော့ပြန်မေးထားပါသေးတယ်။ စီရင်ဖို့ရင်တော့ဒီလုပ်တွေကိုလုပ်ဖြစ်သွားမှာပဲဆိုတဲ့သဘောတရားနေပြီးရိုးသားစွာနေတိုင်းစားတောက်နေတဲ့သူတွေပေါ့ကိုကျင်တရားကိုစော်ကားသလိုဖြစ်သွားခဲ့ပါရင်အချို့တွေကအကြောင်းမျိုးကြောင့်ငွေကြေးဆင်ပြေပေမဲ့ဇာတိတော်ကိုထင်သိကြလို့ဘယ်တော့မှခိုးဝတ်တဲ့လုပ်ကိုမလုပ်ကြသူတွေလည်းရှိပါရင်ဝေကျေးစင်ပြင်းခိုးဆိုးလူနိုင်လို့တော့ကိုလည်းအပြစ်မြင်လို့မရနိုင်ကြောင်းပြောလာခဲ့တဲ့နိုင်တရာကိုကြီးရဲ့တွေးခေါ်ကတော့လွဲမားနေလို့သူ့ကိုအားပေးသူတွေတောင်မှစိတ်ပြတ်နေကြပါရဲ့ ဆင်းရဲဖို့သူတိုင်းလည်းမခိုးဘူးကြသလိုခိုးနေကြသူတိုင်းဟာလည်းဆင်းရဲတဲ့သူတွေမဟုတ်လို့နိုင်တရာကိုကြီးတရားအပြင်းထန်ဝေဖန်ခံနေရပါတယ်။စကားပြောရင်လည်းသူစိတ်နေစေတာကပေါ်နေလာလို့တန်တရားဝင်လာပြီးသူလူတန်းပေးနေတဲ့ပရိတာလုပ်တွေကိုလည်းစောင့်ကြည့်နေကြပါပြီ။သူတို့တော့ဒီလောက်ကလူအများကိုကူညီပေးခြင်းရောက်တတ်တတ်ဖြစ်ပြီးတခါတည်းမှအိပ်ဆက်ရတယ်လို့လည်းပြောနေကြပါတယ်။အလို့ရှင်ကဝိုင်းဝန်းပြီးတော့လူတန်းကြတာကြောင့်အခုဆိုရင်တော့တော့ရခိုင်မှာခုံးမိတဲ့ကိစ္စကိုတော့မားတယ်လို့မမြင်တော့ဘဲနဲ့တစ်တော့မှတရုတ်ဆောင်နေပြီပဲဖြစ်ပါတယ်။ ခိုးတက်တဲ့ချင်းရှိသူဟာဒီချင်းကိုဖြောက်ဝခဲ့ပြီးနောက်ထပ်လည်းဆက်လုပ်နိုင်တဲ့အပြင်အစီအမပြေတာအကြောင်းမဟုတ်ပဲလွယ်ကူတဲ့လုပ်ဖြစ်နေလို့ဒီလုပ်ကိုမဆွလွတ်နိုင်တာပါခိုးတဲ့သူတွေကိုအပြစ်မဆိုတာပဲခမရတို့စင်ရဘူးလားဆိုပြီးတော့မိလိုက်တယ်လိုက်တရားကိုကြီးကိုဆက်ပြီးတော့အားပေးမှလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်ကြီးရှုအားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်ရှင်